ကဲအခုကျွန်တော်ကြည့်နေရတော့ဒါ Squid Game Season 3ဒါအခုကြည့်ရ Episode 2ကိုရောက်သွားပြီပေါ့လေ1ကတော့ကြည့်ပြီးသွားပြီဒီ Season 3ရဲ့ Episode 1ကတော့2ရဲ့1ထက်ပိုကောင်းတယ်ဗျကျွန်တော်တယောက်တည်းအနေနဲ့ကတော့ပိုကြိုက်တယ်ပေါ့လေอืมပြောရမယ်ဆိုလို့ကျွန်တော်သူကဗျဒီ2မှာလိုမျိုး နဲ့ဘယ်လိုပြောမလဲမဟုတ်တော့ဘူးဗျာ3ကအစတည်းကဟိုဇက်ရှင်တင်တာပေါ့လေစိတ်ဝင်စားဖို့တော်တော်ကောင်းတယ်အဲဒါပေမဲ့တစ်ခုရှိတာကတော့ဟိုဒီဟိုပေါ့လေဟိုရဲကောင်ပေါ့ဒီကောင်ကခုချိန်ကြီးပင်လယ်ထဲမှာမျောနေတော့မှာကျွန်းကခုချိန်ကြီးရှာမတွေ့သေးဘူးတိုင်ပန့်တယ်ပင်လယ်ထဲမှာဟိုသွားလိုက်ဒီသွားလိုက်နေနောက်မင်းသားဂီဟွန်းပေါ့လေဂီဟွန်းရဲ့ character ကလည်း season 2မှာတော့လုံးဝဟုံးဟုံးထားခဲ့တယ်မြတ်အခု season 3မှာတော့သူကလုံးဝဟိုတိုင်ပတ်ပြီးအကြောင်းပြောင်းနေပြီစိတ်သက်ကြီးကြာပြီးတော့ ဟာငါတော့လွဲပြီဆိုပြီးစီဇန်တွကြည့်ပြီးလူတိုင်းတော့သိမှာပေါ့လေသူဘာကြောင့်အဲ့လိုဖြစ်လဲဆိုတာဒါလည်း2မှာဗျာသူ character ရစိတ်ဝင်စားဖို့မကောင်း3မှာကျတော့အဲ့ပုံစံမျိုးလည်းပြန်ဆရတယ်ဆိုတာသူဘယ်လိုမျိုးစိတ်တက်ပြန်တက်ကြွာလာမယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ဒါက तू squid game ရဲ့ driver တော့ပြောတာပဲ3ကမထင်မှတ်တဲ့အလှည့်ပြောင်းနေနေဘယ်သူမှမထင်မှတ်တာနဲ့ဇလန်းမျိုးနဲ့ဆက်သိမ်းမယ်ဆိုတော့ဆက်သိမ်းရောကျွန်တော်တော်တော်စိတ်ဝင်စားနေပြီ။နောက်ပြီးကျွန်တော်ကြိုက်တဲ့ character တွေကလည်းဟိုအဖိုင်းနဲ့သူသားပေါ့လေ။သူတို့နှစ်ယောက် character ကိုလည်းသဘောကျတယ်။အဲနောက်ပြီးတော့ ဟိုပန်းညံတွေကပန်းညံတွေကပကြီးစရာဘိန်းနဲ့ဟိုဗါလဲစနိုက်ပါဖြစ်တဲ့ကောင်ပါလေဇလန်းပေါ့လေသူတို့နှစ်ယောက်ကလည်းဘလို့ဖြစ်မလဲဆိုတာစိတ်ဝင်စားရပေါ့အဲ့တော့နောက်ပိုင်းနေကြလို့ရှင်တော့တော့ဆက်ကြည့်ချင်တယ်အခုဒီဗီဒီယိုကြီးရပြစ်သက်တွေရော Squid Game နဲ့အဲ Season 3မှာဘလူတွေဖြစ်မယ်လို့ထင်တယ်ဘယ် character တွေကိုသဘောကျတယ်အဆင်ပြေရဆိုလို့ရှင်တော့ comment လေးမှာရေးပြီးဆွေးနွေးခဲ့ပြီးပါအောင်အဲ့တော့ဆက်ကြည့်လာအောင်မှာဒါကျွန်တော်6ပိုင်းလုံးကြည့်ပြီးသွားလို့ရှင်တော့ဒီ Squid Game Season 3ရ review ကိုကျွန်တော် Mr. Lu Program အနေနဲ့ပြောပြပေးမယ်ပေါ့လေအဲ့ကြိုင်လည်းဆက်ပြီးအားပေးကြအောင်လားအခုတော့ဆက်ကြည့် တခုတော့ရှိသေးတယ်เนาะဒါဗီဒီယိုရိုက်မယ်ဆိုလို့ရုံးချိန်ထဲမှာကြည့်လို့ရတော်သေးတယ်မစိုးပြောရမှာ